်မင်္ဂလာပါရှင်ဘာမခိတိတရင်ဌာနဤထိတ်တန့်တရင်များကို တင်ဆက်ပေးပါရမရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့အတုရောင်ရွေးကောက်ပွဲအပြီးစေကောင်းဆောင်ဖန်တီးမဲ့အာနာဂီဟာစနေလူပေါင်းထောင်နဲ့ချီကိုတက်ပြန်တောင်နဲ့ချီကိုထောင်သွင်းအကျဉ်းချပြီးမြောင်များစွာသောလူခွင့်ရေးချိုးဖောက်မှုတွေအတွက်အ धिक တာဝန်ရှိတဲ့စစ်ကောင်းဆောင်ဟာအသက်80နီးပါးအရွယ်ကြမှာအဖမ်းခံရပြီးနိုင်ငံတကာရာဇဝတ်ခုံရုံး ICC မှာတရားရင်ဆိုင်နေရတဲ့ဖိလစ်ပိုင်သမ္မတဟောင်းဒူတာဒီလိုအဖြစ်မျိုး ကြိုတင်စိုးရိမ်နေပုံရပြီးသူအတွက်ရာသက်ဖန်စုပ်ကင်လို့ရမယ်အာနာဂေဟစနစ်တခု2025ရွေးကောက်ပွဲအပြီးမှာဖန်တီးသွားလိမ့်မယ်လို့နိုင်ငံရေးအကြေခတ်တွေကသုံးသပ်ကြပါတယ်2019ခြားပြတ်ရွေးကောက်ပွဲနဲ့2020ရွေးကောက်ပွဲနှစ်ကြိမ်ဆက်အနိုင်ရရှိခဲ့တဲ့ရှမ်းတိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီကနိုင်ငံရေးသမားတအုပ်ဖြစ်တဲ့စိုင်းထွန်းအေးကတော့စစ်ကောင်းဆောင်ဟာရွေးကောက်ပွဲပြီးမှအရက်ဖက်ကတက်ဖက်မှာပါအမြင့်ဆုံးရာထူးကိုနှစ်ဖက်ခွာယူနိုင်တယ်လို့သုံးသပ်ပါတယ် တေချာတာကတော့ဘိုးချုပ်မူကြီးမြောက်လာရဲ့လက်ရှိဖြစ်တည်မှုအနေအထားကိုလေးလာသုံးသပ်ကြည့်တဲ့အခါသူအတွက်မဖြစ်မနေလှုပ်ဆောင်သွားမယ့်အရာကတော့နိုင်ငံတော်ရဲ့အမြင့်ဆုံးအာဏာကိုသူ့လက်ထက်မှာဆုပ်ကိုင်ထားနိုင်ရည်ဖြစ်မယ်ဆိုတာဟာရေကြီးလက်ခတ်မလွဲပါပဲသူတို့လုံးမဲ့ရွေးကောက်ပွဲပြီးသွားရင်တော့2008အဖွဲ့အစည်းပုံအခြေခံဥပဒေဘောင်းဒေးကနေသူတို့ရဲ့ဥပဒေပညာရှင်တွေကပဲ အဲ့ဒီနေရာနဲ့လုတ်ပိုင်ခွင့်အာဏာအတွက်နေရာတစ်ခုဖန်တီးပေးပြီးအရက်ဘတ်တမရလူလိုစစ်ကော်မရှင်ဥက္ကဋ္ဌလိုလိုနှစ်ဖက်မြောက်တစ်ကိုင်းမလို့အောင်ရောသမမွေရာထူးနဲ့တိုင်းပြည်ကိုဆက်အုပ်ချုပ်သွားမယ်လို့သုံးသပ်ရပါတယ်လို့စိုင်းထွန်းအေကပြောပါတယ်။2008ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့မင်းအောင်လှိုင်ဟာတမရခကွယ်ရေးဦးစီးချုပ်နဲ့တမရရာထူးနှစ်ခုလုံးကိုပူးတွဲယူဖို့မဖြစ်နိုင်ပါဘူး။ဒါကြောင့်တမရလုံမယ်ဆိုရင်တော့လက်ရှိယူထားတဲ့တက်ချုပ်ရာထူးကိုဆွံ့လို့ရမှာဖြစ်ပါတယ်။ တချို့အသည့်ဖြစ်ဖို့အလားအလာရှိဆုံးတစ်ပြေးနေသူကတော့စစ်တပ်ကတော့အဖက်စင်35စင်လက်ရှိကြီးရည်လေးညှိနှိုင်းကုတ်ကဲရီမှုဗိုလ်ချုပ်ကြီးကျော်စွာလင်းဖြစ်ပါတယ်။လက်ရှိတချို့မင်းရောက်လိုင်းဟာသူစရာဗိုလ်ချုပ်မှုကြီးတန်းရွှေစီစဉ်တဲ့2010နှစ်ကုန်ပိုင်းရွေးကောက်ပွဲအပြီး2017မလကုန်မှာတချို့ရာထူးကိုရရှိခဲ့တာပါ။တချို့တက်တန်းကို9နှစ်ပဲလုပ်ဖို့ဦးတန်းရွှေကကနအူးစီစဉ်ခဲ့ပေမဲ့မင်းရောက်လိုင်းကသူ့ဟာသူတက်တန်းတိုးယူခဲ့ပြီးတချို့တက်တန်း10နှစ်ပြည့်တဲ့2021မှာတော့တိုင်းပြည်အာဏာကိုအာရမသိမ်းယူခဲ့ပါတယ်။ ဒါကြောင့်နောက်တက်မဲ့တက်ချုပ်အစ်စ်ကလည်းနောက်စနစ်လောက်အကြာမှာသူ့လိုအာနာပြန်သိမ်းမှလာဆိုတာမရောက်လိုက်အတွက်ကစိုးရင်စရာရှိနေမလားဒီအတွက်ကဘာတွေပြင်ဆင်ထားမလဲဆိုတာရုပ်တံမှာကြည့်ရှုနိုင်ပါတယ်ဆလပီညောင်လေးပင်တွင်မှတိမ်းမှုကျူးလွန်ပြီးပြည်သူများကိုညှဉ်းပန်းအနိုင်ကျင့်နေသောဖြူစော်တီငမျိုးဖြစ်ခတ်ခံရပြီးတည်ဆုံနေဆိုတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ဘကိုးတိုင်းညောင်လေးပင်မြို့နယ်စီပင်ကျေးရွာတွင်မှတိမ်းမှုကျူးလွန်ပြီးပြည်သူများကိုညှဉ်းပန်းအနိုင်ကျင့်နေသောဖြူစော်တီငမျိုးဖြစ်ခတ်ခံရပြီးတည်ဆုံသွားကြောင်း နိုင်စတာအန်ဒါဂရ ౌండ్ ဖုန်းပဲခူးရီဂျင်မှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်။ရှမနီနိုဝင်ဘာလ10ရက်နေ့ညနေ9:25မိနစ်အချိန်ညောင်လေးပင်မြို့နယ်စီပင်ကျေးရွာမှာအုပ်ချုပ်ရေးမှူးလေးဖြစ်ဖြူစော်တီကောင်းဆောင်လေးဖြစ်သူမေမေဦးဤတပည့်ဖြစ်သူဖြူစော်တီငမျိုးကိုပြစ်ခတ်ခဲ့ပြီးပွဲချင်းပြီးတည်ဆုံသွားကြောင်းအလားတူရင်းနှစ်တွင်ပင်တရက်တည်းဖြူစော်တီကောင်းဆောင်မေမေဦးကိုလည်းပြစ်ခတ်ရှင်းလင်းခဲ့ကြောင်းသိရပါတယ်။သူ့ဆရာမေမေဦးကို၅ချက်တပည့်ဖြစ်သူငမျိုးကို၂ချက်တရက်တည်းနှစ်ကောင်ရှင်းလင်းခဲ့တာပါ။ တက်ကိုတိုက်ရိုက်သတင်းပေးနေတဲ့ငမျိုးကိုတော့သူ့အနေနဲ့အင်တဲကနေပဲချော့ခေါ်ပြီးစစ်တောင်းမြစ်ပေးမှာပဲဒီနှစ်ချက်နဲ့ပြစ်ခတ်ရှင်းလင်းခဲ့ပါတယ်ဟု Nine Star Underground Phone ဘကိုးရီဂျင်မှာတာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ်။တည်ဆုံသွားသောပြူစော့တီငမျိုးမှာတော်လိုက်ရင်အားစုများ၏မြေပြင်လှုပ်ရှားသတင်းများကိုစုံစမ်းထောက်လှမ်းပြီးစစ်တပ်ထံသို့တိုက်ရိုက်သတင်းပေးပို့ခြင်းပြည်သူများကိုအနိုင်ကျင့်ပြီးမရိမှုအတိပါကျူးလွန်ရန်ကားနေသူဖြစ်ကြောင်း သူနဲ့မတည့်သူများကို PDF ထောက်ဖို့ဟုအမိတက်ခါငွေညစ်ချင်းစစ်မှုရန်ပေါ်တာဆွဲချင်းလှုံ့ဆော်နေသူဖြစ်ကြောင်းသိရပါတယ်။ပဲခူးတိုင်းရောင်လေးပင်မြို့နယ်တွင်ပြည်သူများကိုဒုက္ခပေးနေသည့်စစ်တပ်၏တောက်တိုင်များကို9 Star UG အဖွဲ့လလန်မိသည်။ရှင်းလင်းသွားမည်ဖြစ်ကြောင်းအဆိုပါအဖွဲ့၏တာဝန်ရှိသူကသတိပေးပါတယ်။စစ်တပ်၏ဖမ်းဆီးချုံနာမှုအတွင်စေကူတော်ခွင့်ညင်းပယ်ခံရသောမိခင်တော်အောင်ဆန်းစုကြည်အသက်ရှိရှိမနေနိုင်မီကိုစိုးရိမ်မိဟုတာဖြစ်သူခင်အရစ်ထုတ်ဖော်ပြောဆိုရတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ အကြမ်းဖက်စစ်တိတ်မတရားဖမ်းဆီးချုံနာမှုအတွင်ဆေးကုသခွင့်ညင်းပယ်ခံရသောမိခင်တော်အောင်ဆန်းစုကြည်အသက်ရှိရှိမနေနိုင်မီကိုစိုးရိမ်မိကြောင်းဒါဖြစ်သူခင်အဲရစ်ကအမေရိကန်အခြေစိုက် Time Magazine တွင် စောင်းပါရေးသားထားပါတယ်မြန်မာနိုင်ငံကအကျဉ်းထောင်များမှနာမည်ဆိုးဖြင့်ကြော်ကြပြီး နိုင်ငံရေးအကျဉ်းသား၂ဦးလမ်းစဉ်တည်ဆုံနေသည်ဟုလူအခွင့်ရေးဖွဲ့များကပြောဆိုထားကြောင်းဒေါအောင်ဆန်းစုကြည်အနေဖြင့်စေကူတာခွင့်လွတ်လပ်စွာပြောဆိုခွင့်အခြေခံလူအခွင့်ရေးများဆုံးရှုံးနေကြောင်းထို့ကြောင့်ဒေါအောင်ဆန်းစုကြည်အနေဖြင့်အသက်ရှင်ရှင်မနေနိုင်တော့မည်ကိုစိုးရိမ်ကြောင်းဒေါအောင်ဆန်းစုကြည်ပြန်လည်လွတ်မြောက်ပြီးလိုအပ်နေသည့်စောင့်ရှောက်မှုများကိုရရှိနိုင်ကမကြာခင်ပြန်လည်တွေးဆောင်နိုင်မည်ဟုမျှော်လင့်ကြောင်းသူကပြောဆိုပါသည်။မိခင်ဖြစ်သူကိုပြန်လည်လွတ်ပေးရေးတောင်းဆိုကြမှာကိုရေးကိုရာကိစ္စသားမကကိုချင်းတရားဆိုင်ရာကိစ္စလည်းဖြစ်ကြောင်း အမတရားတာဝန်ခံမှုနှင့်လွတ်လပ်စွာပြောဆို권မရှိသည့်မြန်မာလူမျိုးတန်း90ကျော်ဤဘဝများနှင့်လည်းပတ်သက်နေကြောင်းယခုနိုဝင်ဘာ10ရက်နေ့မှာဒေါအောင်ဆန်းစုကြည်အနိုင်ရရှိခဲ့သောရွေးကောက်ပွဲဆယ်စုနှစ်တခုပြည်မြောက်တည်နေလည်းဖြစ်ကြောင်းစစ်တပ်ကယခုအခါထုတ်ယောင်ရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်နေပြီးကဘာကြီးအနေဖြင့်နှုတ်ဆက်မနေတဲ့ကြောင်း၎င်းကဆိုပါရယ်စစ်တပ်အနေဖြင့်ရွေးကောက်ပွဲမကျင်းပမီမိခင်ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားများအားလုံးကိုပြန်လည်လွတ်ပေးရမည်ဖြစ်ကြောင်း၎င်းကပြောဆိုပါရယ် အသက်80ပြည့်နေပြီဖြစ်သောဒေါအောင်ဆန်းစုကြည်အနေဖြင့်နှလုံးသက်ဖုံးနှင့်အယိုးယောဂများနှင့်ပတ်သက်သောကျန်းမာရေးဆိုင်ရာယောဂဝေဒနာများခံစားနေရကြောင်းရခင်ကအချုံနောင်ကြာခံခဲ့ရသည့်အခြေအနေများနှင့်မတူကြောင်းရခင်နေအိမ်အကျယ်ချုပ်ကာလကနေအိမ်တွင်နေထိုင်ရပြီးမိသားစုနှင့်ဆက်သွယ်ခွင့်ရရှိကြောင်းယခုအခါမြည်သည့်နေရာမှမတည်သည့်နေရာတွင်ချုံနောင်ထားကြောင်းရှခင်ကခရစ်မတ်ကိုပင်ဖခင်အကိုမိခင်တို့အတူတကွချီးနှီးခွင့်ရရှိခဲ့ကြောင်းကင်အဲရစ်ကဆိုပါတယ် ဆက်လက်ပြီးရှင်းနေဦးကိုနီတက်ဖြတ်ခံရမှုတွင်အ धिक ကြိုးကင်သူတရက်ခန့်အဖြစ်တန်တရာရှိခံရသူမြောက်လာဤကိုရေးအရာရှိဟောင်းလင်းစော်ထုံးကမိုင်းဖြန့်ပြို့နေပြည်သူ့လွတ်တော်ကိုစလေလောင်အဖြစ်ကျန်းဖို့ပါတီကိုစားပြုရွေးကောက်ပွဲဝင်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှန်ကုန်မြို့တွင် NLD ပါတီဤဥပဒေအကြံပေးရှင်းနေဦးကိုနီတက်ဖြတ်ခံရမှုတွင်အ धिक ကြိုးကင်သူတရက်ခန့်အဖြစ်တန်တရာရှိခံရသူလည်းဖြစ် မင်းအောင်လာအီကိုရေးအရာရှိဟောင်းလင်းစော်ထွန်းကမိုင်းဖြတ်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကျန်းဖို့ပါတီကိုစားပြုပြီး2025ရွေးကောက်ပွဲတွင်ဝင်ရောက်ရှင်ပြိုင်သည်မင်းအောင်လာအီကိုရေးအရာရှိဟောင်းလည်းဖြင့်2025ရွေးကောက်ပွဲနှင့်2020ရွေးကောက်ပွဲတို့တွင်မိုင်းဖြတ်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်လည်းအနိုင်ရရှိခဲ့သူလင်းစော်ထွန်းမှာယခုလာမည်2025ရွေးကောက်ပွဲတွင်လည်းကျန်းဖို့ပါတီကိုကိုစားပြု၍မိုင်းဖြတ်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်ပြီဖြစ်ပါသည် လင်းစော့ထွန်းသည်ကျန်းဖော့ပါတီ၏ဗဟုအလုံးမှုဆောင်ကော်မတီဝင်ဖြစ်ပြီးရှမ်းပြည်နယ်အရှေ့ပိုင်းဥက္ကဋ္ဌလည်းဖြစ်သည်မင်းအောင်လိုင်ကိုရဲ့အရာရှိလှုပ်ခဲ့သူဖြစ်သည့်အပြင်ယခုအချိန်ထိလည်းမင်းအောင်လိုင်ကိုကိုွယ်သောဝစီဘိတ်ဖုန်ကြီးအတွက်ဖွေရဝိဆာနှင့်မင်းအောင်လိုင်ညွှန်ကြားမှုများအတိုင်းလိုက်ပါဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပါသည်လင်းစော်ထွန်းသည်မဘာသာ၏အမာခံထောက်တိုင်ဖြစ်ပြီးမဘာသာနှင့်အမျိုးသား၏အစွန်များကိုနောက်ွယ်မှလိုအပ်သလိုငွေကြေးထောက်ပံ့နေသော အမည်မဖော်လိုသောထောက်တိုင်ထောက်ပံ့ကူညီသူဖြစ်ကြောင်းကြံခိုင်ရေးပါတီသတင်းရင်းမြစ်ကဆိုပါသည် သူသည်ရှင်းနေဥကိုနီလောက်ကျန်တက်ဖြတ်မှုတွင်လင်းစော်ထွန်းမှာအ धिक ကြိုးကင်သူများတွင်တဦးအပါဝင်ဖြစ်တော်လဲဤသည့်အရေးယူမှုမှမခံရဘဲလွတ်မြောက်ခဲ့ပါသည်2018ခုနှစ်ဇန်နဝါရီလ29ရက်နေ့ရန်ကုန်လေစိတ်တွင် NLD ပါတီ၏ဥပဒေအကြံပေးရှင်းနေဦးကိုနီကိုတနတ်သမားကြည်လင်းကလှုပ်ကြံတက်ဖြတ်ခဲ့ပြီးလှုပ်ကြံတက်ဖြတ်မှုအပြီးတလအကြာဖြည်ရေးဝင်ကြီးဌာနကပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင်ဖြည်ရေးဝင်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်စွေက ဘိုးကြီးဟောင်းဆရာဖြူကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏မိုင်းဖျက်လွှတ်တော်ကိုယ်စားလှယ်ဦးလင်းစော်ထွန်းဒုတိယဘုံမူကြီးဟောင်းအောင်ဝင်းခိုင်တို့မော်ဒယ်လက်ဖက်ရည်ဆိုင်တွင်တွေ့ဆုံခဲ့ပြီးဦးကိုနီအကြောင်းပြောဆိုဆွေးနွေးကြရမှာလေးစိတ်တွင်လှုပ်ချန်သည့်အမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ရှင်းနေဦးကိုနီတပ်ဖြတ်ခံရသည့်အမှုတွင်အ धिक ကြိုးကင်ခဲ့သူဒုတိယဘုံမူကြီးဟောင်း အောင်ဝင်းခိုင်မှာလှုပ်ချမှုမလှုပ်ဆောင်ခင်နေပြည်တော်သို့သွားရောက်ခဲ့ပြီးလင်းစော်ထွန်းကအောင်ဝင်းခိုင်ကိုငွေကျပ်ဆယ်သိန်းချင်းငှားခဲ့တော်လဲလင်းစော်ထွန်းမှာရှင်းနေဦးကိုနီကိုအသက်ခံရမှုအတွက်တရားစွဲမကန်ခဲ့ရပြီး2020ရွေးကောက်ပွဲတွင်လင်းစော်ထုံးမှမိုင်းဖြတ်မြို့နယ်မဲဆန္ဒနယ်တွင်ပြည်သူ့လွတ်တော်ကိုစစ်လဲလောင်အဖြစ်ရွေးကောက်ပွဲအနိုင်ရခဲ့ပြီးစစ်တလအောက်ခံပြည်သူ့စစ်အဖွဲ့များကမဲဆန္ဒရှိများကိုရွာလုံးကျွတ်ကားအကျိုးပို့လုပ်ပြီးမဲထည့်ခိုင်းမှုများရှိခဲ့သဖြင့်ကံကွက်မှုခံခဲ့ရသူလည်းဖြစ်ပါသည် ရှင်းပြင်2020ခုနှစ်နိုဝင်ဘာလ10ရက်နေ့ရွေးကောက်ပွဲနေ့မဲပေးမှုအပါအဝင်ကြိုတင်မဲများခောက်ယူရာတွင်လင်းစော်ထွန်းနှင့်ချမ်းဖို့ပါတီကမှမှန်မကန်လှုပ်ဆောင်ခဲ့၍ SNLD နှင့် NLD ပါတီကကန့်ကွက်ခဲ့ကြပါသည်။ရှမ်းပြည်နယ်မိုင်းဖျက်မြို့နယ်တွင်နန်ယွန်းပြည်သူ့စစ်အဖွဲ့တစ်ခုအခြေစိုက်လှုပ်ရှားလျက်ရှိပြီးစစ်အရာရှိဟောင်းလင်းစော်ထွန်းကနန်ယွန်းပြည်သူ့စစ်အဖွဲ့အပေါ်အလွန်ဩစာညောင်းပါသည်။